ောင်မြတ်တာနဲ့အယိုးဆွဲကလင်းကလင်းကလင်းထီအောင်တဲ့စပိန်ကနေတီးလိုက်တဲ့ဘဲတန်ကြောင် လမ်းဘေးမှာကစားနေတဲ့ကလေးတတိုက်ဘေးကိုကတ်လိုက်ကြတယ်ကလေးတွေမွန်သိန်းတို့အိမ်ကိုတီးလာစပိန်စီလာတဲ့လူကြီးရဲ့စကားကြောင် ကစားနေတဲ့ကလေးတွေကတွတ်တွတ်လက်လက်ချီတဲ့ကလေးတယောက်ကဥမောင်သိန်းတို့အိမ်ကဟိုအရှိလမ်းထဲမှာရှိတယ်ဝင်သွားတာနဲ့ညာဘက်ထောင်ကတဲအိမ်ပဲကလေးရဲ့စကားကြောင်ထီတဲ့လူကြီးလဲစပိန်ပေါ်ပြန်တက်ကနင်းထွက်သွားတယ် ကလေးတွေလမ်းညွန်ခဲ့တဲ့အတိုင်ဝင်သွားတော့ရိုက်တိရိုက်တိုင်းတဲလေးတလုံးကိုတွေ့လိုက်ရတယ်။မျိုးအင်ရှင်တို့အင်ရှင်တို့ထီတဲ့လူကြီးရဲ့လှန့်အော်တန်းကြောင့်အိမ်ထဲကနေအဝတ်အစားခက်နွန်းနွန်းအမျိုးသမီးတူထွက်လာခဲ့တယ်။ဘာကိစ္စရှိလို့ပါလဲဦးကြီး။ဒါကမောင်သိန်းတို့အိမ်လား။ဟုတ်ပါတယ်။ကျမကမောင်သိန်းရဲ့မိန်းမပါ။သူကတော့အလုပ်သွားတယ်။အမျိုးသမီးရဲ့စကားကိုကြားတော့ထီတဲ့လူကြီးကဝမ်းသာအားရဖြင့်နင်တို့တိန်ထီပေါက်တယ်။ ဲ့ဒါအကြောင်းလာကြပေးတာလွန်ခဲ့တဲ့ဆယ်ရက်လောက်ကနင်းယောင်ကြားငါးစီကနေထိုးခဲ့တဲ့ ठी သုံးဆောင်သွဲထဲမှာတင်းထီပုတ်တဲ့နံပါတ်ပါတယ် ठी တဲ့လူကြီးရဲ့စကားကိုကြားတော့အမျိုးသမီးကရွတ်တရက်မင်းတက်သွားပြီးဟောဟုတ်ရဲ့လားဦးကြီးရဲ့ကျမအိမ်မဲမလှတာလားဟဲ့ငါကလိန်စရာလားနင်းယောင်ကြားကိုမြင်းမြန်းသွားခေါ်နင်းတို့တသေးဖြစ်ပြီးအဲ့လားဆိုခဏလေးဦးကြီးသူအလုတ်ထဲမှာသွားခေါ်လိုက်အောင်မဲ့ဆိုပြီးပြေးထွန်သွားတယ်မောင်သိန်းတို့လီမယာအောင်ပါလီတင်းထီပေါက်တဲ့ဆိုတဲ့တဲ့ရင်က အချိန်ခဏအတွင်းရက်ကွာတစ်ခုလုံးပြန်သွားခဲ့တယ်။မောင်သိန်းတို့လင်မယားကတော့စင်းရတာမှလုံလို့သူတို့မှချမ်းသာတာဆိုလို့သူတစ်ပါးကိုကူညီတတ်တဲ့စိတ်လေးပဲရှိတယ်။ရက်ကွာမှာအလူအတန်လူပီဟဲ့ဆိုရင် မောင်သိန်းတို့လင်မယားထိတ်ဆုံးကရောက်နေပြီ။အခါချင်းကြီးပေးเสียမလို့သူတို့စားဖို့တောက်ဖို့သမင်းဟင်းလေးတွေပေးလိုက်ရင်ပဲကျဉ်တ်နေကြတာ။မောင်သိန်းဟာရက်ကွက်အနောက်ကအုပ်ဖုတ်တဲ့နေရာမှာ အချိန်ပိုင်းအလုပ်လုပ်တယ်။မိမဖြစ်သူကတော့ရက်ကွက်ထဲအဝတ်လိုက်ရှော့ တောက်တော်မယ်ရလုပ်ပြီးအသက်မွေးဝမ်းကြောင်းနေကြရတယ်။လှန်ထန်းလာတာမြင်ရတယ်၊ကန်ထန်းလာတာမမြင်ရဘူးဆိုတဲ့အတိုင်းသူစင်းရဲဘဝကလည်းချက်ချင်းဆိုသလိုတိမ့်ထီပေါက်ပြီးလူချမ်းသာစီရင်ဝင်ခဲ့ကြတယ်။တရက်လုံးကလည်းမောင်သိန်းတို့လင်မယာတိမ့်ထီပေါက်တယ်ဆိုတဲ့သတင်းကိုကြားတော့ဝမ်းသာနေကြတယ်။ရက်ွက်တဲ့အားတဲ့သူတွေအကုန်လာကြဟေးအကုန်လာကြဟေးမောင်သိန်းတို့လင်မယာစံနေဝင်နေကြလို့ဆိုတဲ့အတန်းကြောင့်ရက်ွက်ထဲမှာရှိတဲ့သူတွေအကုန်လုံး မောင်သိန်းတို့အိမ်ရှိရာဘခုကိုဖြည့်လာကြတယ်။ဖြည်းဖြည်းတန်းစီကြပါအကုန်လူပါမယ်။ကျုပ်တို့မရှိတဲ့အချိန်ကူညီခဲ့ကြတဲ့သူတွေကိုပြန်လူချင်းလို့ပါ။အလူရှင်ဖြစ်သူမောင်သိန်းရဲ့စကားကြောင့်တန်းစီနေကြတဲ့သူတွေစီကနေတာရုခေါ်တန်မြစ်တာပို့တန်တွေကြွက်စိတ်ကြွက်စိတ်ထွက်လာခဲ့တယ်။အလူလုံးလူပြီးတော့ရက်ကွက်လူကြီးကမောင်သိန်းအခုဆိုမင်းတို့ကလူချမ်းသာတယောက်ဖြစ်နေပြီမင်းတို့နေမယ့်အိမ်ကိုအရင်ဖလင်တဲ့တယ်။ကျုလဲအဲ့ဒီကိစ္စကိုတွေးနေတာကျုမာက တာသမီမရှိဘူးဆိုတော့အရန်ကြီးကြီးမဆောက်ချင်ဘူးနှစ်ထပ်အုတ်အိမ်လောက်ပဲဆောက်လိုက်မယ်ကောင်းတာပေါ့ကွာလူတဲ့အုတ်ဒီကိုလည်းမင်းအရင်လုတ်ခဲ့တဲ့အုတ်ဖိုကနေမာလို့ကနေတာပဲတစ်တူရဲ့အတွက်လည်းစိတ်မပူနဲ့ငါတို့အစီအစဉ်ပေးမယ်ရက်ကွက်လူကြီးနဲ့အိမ်သားနီးချင်းတွေဝိုင်းကူလုတ်ပေးကြတဲ့အတွက်မောင်သိန်းတို့နေမယ့်အိမ်လေးကအချိန်သိမ့်မကြခင်ပြီးစီးသွားခဲ့တယ်အိမ်အသစ်ပြီးကအိမ်တမင်္ဂလာကိုချက်ချင်းမလုပ်နိုင်သေးပဲရက်ကွက်ထဲမှာရှိတဲ့စာသင်ကျောင်းနဲ့ဘုန်းကြီးအကျောင်းကိုပြုပြင်ဖို့ကိစ္စအတွက် အလုတ်ချုပ်ကြပြန်ရောစာတင်ကျောင်းနဲ့ဘုန်းကြီးကျောင်းပြုပြင်လို့ပြီးခဲ့တဲ့အချိန်ရောက်မှာအိမ်တက်မင်္ဂလာအတွက်ပြင်ဆင်ကြရတယ်အလုတ်အကိုနေ့ဆိုတော့ချက်ကြပြုတ်ကြစားကြတော့ကြနဲ့မောင်သိန်းတို့အိမ်မှာလူတွေစီကားနေကြတယ်အလူလုတ်ဖို့အတွက်အသားတွေငားတွေကိုအရှင်မဝယ်နဲ့နော်ပန်တကူသားနေပဲဝယ်ကြအောင်ကုသူလုတ်တာငရဲရနေအောင်မယ်မောင်သိန်းရဲ့အော်ပြောတဲ့အတန်ကြောင့်အသားငားဝယ်ဖို့သွားမဲ့ကာလာသားတစ်တိုက်ကစိတ်ချကိုသိန်းရဲ့ ပန်တကူသားတွေပဲဝယ်ခဲ့မယ်အသီးရွက်တွေကို အရင်လီးခိုင်းထားလိုက်ညကြမှာအသားငါးတွေချက်မယ်နေ့လယ်ဆောင်ရောက်တော့အသားငါးဝယ်ဖို့သွားတဲ့ကလာသားတစ်တိုက်ပြန်ရောက်လာခဲ့တယ်မောင်ပုရဲ့ကြက်သားနဲ့ဝက်သားတွေကိုဦးထဲမှာနှတ်ထားလိုက်ငါးတွေကိုတော့ဒေါ်ခင်တူးအဖွဲ့ကို အပ်ပေးလိုက်သူတို့လုပ်ပေးမယ်ဖြိုးတယ်ကလာသားတွေလည်းကြက်သားနဲ့ဝက်သားကိုဦးထဲထဲနှတ်ခီးအင်ပေါ်တက်ကရောက်တက်ရတာ စကားဖြိုးနေကြတယ်ညဘက်ရောက်တော့ချက်တဲ့သူကချက်ပြုတ်တဲ့သူကပြုတ်လုံနေကြတဲ့အချိန် ြီးကြီးကြီးဆိုတဲ့အတန်းကြောင့်မိဖို့တဲ့ထင်းထက်နေတဲ့ဒေါခင်တယောက်ခေါင်းလှည့်ကြည့်လိုက်တယ်။အငယ်မကြီးအိမ်အနောက်ထဲမှာဘာကောင်ပဲနေလဲမသိဘူး။သွားကြည့်ကြည့်အောင်။လူကြီးတွေကအိမ်ရှိမှစကားပြောနေတော့အိမ်နောက်ဖက်မှာလူတယောက်မှမရှိကြတဲ့အတွက်ကြောင်တွေခွေးတွေပြင်ပြီးနှက်ထားတဲ့အသားတွေကိုစားမှစိုးရိမ်တာကြောင့်ဒေါခင်ကသူ့သမီးအငယ်မကိုသွားကြည့်ခိုင်းလိုက်တယ်။အငယ်မအိမ်နောက်ဘက်ကိုဝင်သွားတော့ရုတ်တရက်ရလာရဲ့ပုတ်အဲအဲ့အနဲ့ ကျစ်သားတွေဝတ်သားတွေမလတ်လို့အနှံ့ထက်နေတာလားဆိုပြီးတယောက်တည်းရေရွက်ရင်နဲ့အိတ်ထဲကိုဝင်သွားတဲ့အချိန်မြင်လိုက်ရတဲ့မြင်ကွင်းကြောင်းအငယ်မအကြောင်းလန့်တကာအော်ထစ်လိုက်တယ်။အမေရဲ့တရေတရေတရေအငယ်မရဲ့အော်တန်ကြောင်းအိမ်ရှိမှရှိနေကြတဲ့သူတွေအကုန်လုံးအိမ်နောက်ကိုပြေးဝင်လာတော့အငယ်မကဂျမ်းပင်ပေါ်မှာမိတ်နေပြီ။နှာနဲ့ရဲ့ရေတခွက်ယူလာပေးအငယ်မသမီသမီတော်ခင်ရဲ့လုံလုံမှုကြောင့်အငယ်မတတိပြန်ရလာပြီးအမေ တမီးကြောက်တယ်အမွေးစုခွားနဲ့လက်တဖက်ကအိုးထဲကဝတ်သားလေးကိုနိုင်နေတာတမီးဘယ်မှာမြင်တာလဲတမီးအမြင်မှားတာလားအမြင်မမှားဘူးအမေတကယ်မြင်ရတာဝတ်သားအိုးချထားတဲ့ဘေးကအုတ်နေရန်ကနေလက်တဖက်ထွက်လာတာအငယ်မွေးရဲ့စကားကြောင့်မောင်သိန်းတို့အလီမရရောအလူအကိုင်လာကူညီကြတဲ့သူတွေရောတယောက်မျက်နာတယောက်ကြည့်လိုက်ကြတယ်အဲ့ဒီအချိန်ပကြီးထွန်းတင်ကမောင်သိန်းအင်းဆောင်တုံးကဘာအမှလုပ်မိခဲ့တည်လဲ ဘာမှမလုပ်ဘူးပါအကုန်အစင်ဖြေခဲ့တာအိမ်ဆောက်တဲ့လက်သမားတွေပန်းရံဆရာတွေကလည်းရက်ကွက်ကပဲလီอืมတခုခုတော့ထူချာနေပြီကဲကဲအိုးရီအကုန်အပြင်ယူထုတ်ခဲ့ကြတော့မနှကြရင်စွမ်းကတ်ရင်ဆရာတော်ကိုလောက်ကြည့်တာပေါ့ပကြီးထွန်းတင်ရဲ့စကားကြောင့်အိမ်တော်ဖေးမှရှိတဲ့အသားညီကိုအပြင်ယူထုတ်ပြီးချက်ပြုတ်လိုက်ကြတယ်မနှအာယုတက်ချင်းရောက်တော့ ဆီယာရောကိုအချောင်းဆောင်လောက်တဲ့အခါဆီယာရောကအိမ်တန်းအောင်ဆိုပြီးပရိတ်တွေကမ္မဝါကြီးဖတ်ပေးခဲ့တယ်။ဆီယာရောပရိကမ္မဝါရွတ်တဲ့အချိန်အိမ်အနောက်ဖေးကနေခြွင်ခလွင်ဝုံဆိုတဲ့အတန်ကြောင့်တရားနာနေသူတွေအားလုံးရဲ့အကြည့်တွေကအိမ်အနောက်ကိုရောက်ကုန်တယ်။တရားနာပြီးတော့ဘုန်းနေမင်းနဲ့နောက်နှစ်ယောက်လောက်အိမ်နောက်ဖေးကိုသွားကြည့်ကြည့် ခုနကအတန်ကဘာလဲဆိုတာမကြည်ထိုးနေရစကားကြောင့်ကလာသား၃ယောက်အိမ်အနောက်ဖေးကိုဝင်သွားကြည့်တော့ကျန်းပြေမှာပြန့်ကျဲနေတဲ့ပကံတွေကိုတွေ့လိုက်ရတယ်ကလာသားတွေလည်းအိမ်ပေါ်ပြန်တက်မယ်အလို့ငြောင်းဆိုတဲ့အတန်နဲ့အတူကြောင်အိမ်ပေါ်ကနေကြောင်တကောင်ခုန်ချက်လာခဲ့တယ်လက်ဆက်တော်တော်ဒီကောင်မှွေနေတာကိုညကအငယ်တွေ့တာဒီကြောင်မဲနေမှာလှုပ်ပြုတ်ပြီးပြန်တက်လာခဲ့ကြတယ် ကြည်ခုနကအထံကကြောင်လုတ်လို့ပကံကြွက်ွဲတာဘာမှမဟုတ်ဘူးစိတ်ပူမနေကြနဲ့တော့ကလာသားခေါင်းဆောင်ဘူနီရက်စကားကြောင့်တရားနာသူတွေတက်ပြင်းကိုစီချော့လိုက်ကြတယ်အိမ်တက်ပြီးတော့သိမ်းစာစီစာနဲ့နေ့လယ်လောက်မှအကုန်ပြီးသွားတယ်ဂိုင်းကူပေးပြတဲ့သူတွေလည်းကို့အိမ်ကိုပြန်သွားတော့အိမ်မှာမောင်သိန်းကိုလေးမရပဲကြံခဲ့တယ် တညလုံးပင်ဖန်းထားကြတဲ့လင်မယားနှုတ်လေအင်းရှိမှဖျားလေးခင်းပြီးမေးလိုက်တာခဏလေးနဲ့အိပ်ပျော်သွားတယ်။အချင်းဘလောက်အိပ်ပျော်သွားတယ်မသိဘူး။နင်းနုရဲ့ဟူဟူဝါဝါအော်တဲ့ကြောင်မောင်သိန်းလန်နိုးလာဝဲ။နင်းနုဘာဖြစ်တာလဲနင်းနုပခုံးနှစ်ပတ်ကိုကင်ပြီးမေးလိုက်တဲ့မောင်သိန်းကြောင်နင်းနုသတိပြန်ရလာတယ်။ကိုသိန်းနင်းနုအိမ်မက်မသိတာအိမ်မက်ကကြောက်စရာကြီး။ဘာရီမက်လို့လဲကိုမိမကအလောက်ကြောက်တတ်တယ်သူမှမဟုတ်တာ။အိမ်မက်ထမအိမ်တော်ဖဲကနေ လူတယောက်လေးဖက်ထော်ပြီးတက်လာလာသူက နှင်းတို့အနားလည်းရရောလက်တစ်ဖက်ကိုစန့်ပြီးငါလက်ညိုးပြန်ပေးလို့ပြောတယ်သူပြောရဲ့အချိန်ပစက်ထဲကနေလောက်ကောင်းလေးအများကြီးကြက်လာတာယွန်းစရာကြီးယွန်းစရာနောက်တစ်ခုကသူလက်ဆန့်လိုက်တဲ့အချိန်သူ့ရဲ့ညာဘက်ဘဲလက်ညိုးကမရှိဘူးပြန်နေတယ်နှင်းတို့ရဲ့စကားကြောင့်မောင်သိန်းဒေဝေထော်ပြီးငါမင်းမကအငငယ်မပြောတာကိုတွေးပြီးအေးပြောသွားလို့အိမ်မဆုမတ်တာဖြစ်မယ်မနက်ကဘူးနီတို့ပြောတယ်လေကြောင်တကောက်လုံးလုံးဖြစ်တာတဲ့ တိတ်လဲအဆွဲလမ်းမထားပါနဲ့အရင်ကဆင်းဆင်းရဲရဲနေလာရတာအခုမိမစိတ်ချမ်းမအောင်နေဟုတ်ပြီလားကိုသိန်းလဲမိမဖြစ်သူနင်းနုကိုချောမော်ဖြုတ်ပြီးအိမ်ရှိမှထွက်ထိုင်နေလိုက်တယ်အဲ့ဒီညကတော့ဘာတမ်းမမိကြရပဲမိုးလင်းသွားတယ်မနက်ရောက်တော့ကိုသိန်းကိုသိန်းလာကြည့်အောင်ဆိုပြီးနင်းနုရဲ့အလန့်တကြားအော်တန်းကြောင့်ကိုသိန်းရဲ့အနောက်ကိုပြီးဝင်သွားလိုက်တယ်နင်းနုဘာဖြစ်လို့လဲနင်းနုဘာဖြစ်ရမလဲဒီမှလေး ဆိုပြီးလက်ညှိုးထိုးပြတဲ့နေရာကို ကြည့်လိုက်တော့ရွှန့်ဖွားတေးပေးနေတဲ့ခြေရတစ်ခုညကရှင်အဖေကပြန်လာပြီးခြေတော်မစည်းဘူးဟော်လားနင့်နူကျဲစကားကြောင့်ကိုသိန်းအနှဲငယ်တုံဆိုင်သွားပြီးอืมဟုတ်မေထင်တယ်ကိုမိတ်သွားတာဆိုပြီးလိန်ပြောလိုက်တယ်အဲ့ဒါကြောင့်ပြောတာတာတန်ရှင်းရှင်းနေပါလို့နောက်တစ်ခါခြေတော်မစည်းပဲအိတ်ထဲဝင်ရင်ရှင့်ကိုစိတ်ဆိုးမယ်စိတ်မဆိုးပါနဲ့နောက်မလို့တော့ပါဘူးလို့ဖြိုပြီးပြီးနေတဲ့ခြေရကိုရင်နဲ့ဆေးထိတ်လိုက်တယ်။ဘောင်းသိန်း မင်းပြောတာတေးကြလို့လားတေးကြတဲ့ပကြီးကျုံညကအိမ်ရောက်တော့မစင်းဘူးဒီရွှေံပေးနေတဲ့ချေရကဘယ်ကရောက်လာလဲစဉ်းစားမရဘူးတခိုးတဖွဲ့ဒီအိမ်ထဲဝင်လာမြလားမဖြစ်နိုင်ဘူးပကြီးအိမ်မာကအထဲကနေအကုန်ပိတ်ထားတာနောက်ပြီးချေရလက်ရပြတ်တာလည်းမရှိဘူးဒါဆိုမင်းတို့အိမ်မှာအနောက်ချက်တခုမလို့ရှိနေပြီငါတိတဲ့ဘေယောကကုလဆရာတယောက်ရှိတယ်သူ့ကိုခေါ်ပြီးကြည်ခိုင်းလိုက်မယ်သူက သူတစ်ပါးအတိုက်တွေပါတော်တော်နိုင်တယ်အဲ့ဒါဆိုပကြီးပဲပြင်လာပြီလေအခုကျွန်တော်အိမ်ပြန်လိုက်အောင်မယ်အိမ်မှာနှင်းနှုတ်တယောက်တည်းအေးအေးမနှက်ချက်နဲ့ပြင်လာခဲ့ပြီမယ်မောင်တိုင်းလဲပကြီးထွက်နေစီကနေပြန်လာခဲ့လိုက်တယ်အိမ်ပေါက်ွားရောက်တော့နှင်းနှုတ်နှင်းနှုတ်ကိုပြန်လာပြီမောင်တိုင်းអော်ပြောပြီမယ်အိမ်ထဲကနေဘာသန်မှမချရရတဲ့အတူစိတ်ပူသွားပြီအိမ်ထဲပြေးဝင်သွားကြည့်လိုက်တဲ့အခါအိမ်တော်ဖေးသမင်းစားဝဲပေါ်မှာ ဆောင်းကြောင်တိုင်းပြီးထမင်းစားပွဲပေါ်မှာရှိတဲ့ထမင်းနဲ့ဟင်းကိုလက်နှစ်ဖက်နဲ့ကျုံးစားနေတဲ့နှင်းနုကိုမြင်လိုက်ရတယ်။နှင်းနုနှင်းနုမောင်သိန်းခေါ်တဲ့အတန်ကြားတော့နှင်းနုကခေါင်းတချမ်းလဲပြီးကြည်ကငါနှင်းနုမဟုတ်ဘူးငါနာမည်မြမောင်နှင်းနုစီကထွက်လာတဲ့အတန်ကမင်းကလေးအတန်မဟုတ်ပဲရောင်ကြားရင်မှအတန်ကြီးဖြစ်နေခဲ့တယ်။မောင်သိန်းလဲ အလန်းတကြအော်ဟစ်အကူညီတောင်းတဲ့အချိန်ကြာမှာနင်းတို့ကခမင်းစားပွဲပေါ်မှာအယုတ်ချူပြန်လဲကြသွားတဲ့မောင်သိန်းအော်တန်ကြောင့်အိမ်ကြီးချုပ်ဆက်ကလူတွေရောက်လာပြီးနင်းတို့ကိုပွေချီကဖရားစင်ရှိကိုခေါ်သွားခဲ့တယ်။နင်းတို့တတိယတော့မောင်သိန်းကိုဖတ်ပြီးငိုကြ။ကိုနင်းတို့ဒီမှာမနေရဲတော့အိမ်ပြောင်းကြရအောင်နော်။ဘလို့ဖြစ်လို့လဲနင်းတို့ရဲ့ဘာရီမြင်ခဲ့ရလို့လဲ။ကိုကပြင်သွားတော့ နင်းတို့အိမ်ရှိမှအိတ်နေတယ်။အဲ့ဒီချိန်အိမ်နောက်ဖဲကနေအိုးတွေခွက်တွေပြုတ်ကျတဲ့အထံကြားလို့ကြောင်တွေမြောင်းဝင်ဝင်နေသလားဆိုပြီးတွားကြည့်တာ။နောက်ဖဲအယုတ်တော့မီးဖို့ကြောင်ထဲမှာဟိုနေ့ကအိမ်မက်မတ်တဲ့လူကြီးကိုတွေ့လိုက်ရတယ်။အဲ့ဒီအချိန်ကစပြီးတတိမရတော့ပဲတကူမှတတိပြန်ရတာ။ဘာမှစိတ်မပူနဲ့မနှက်ပြန်ပကြီးထွန်းနေပယောကဆရာတယောက်ခေါ်လာပြီးပြောတယ်ဒီညတော့တခြားအိမ်မှာသွားအိတ်ကြမယ်လေမောင်သိမ့်လည်းနှင်းနှုတ်ကိုချောမောင်းပြီး ်ခြေရုံးနှစ်အိမ်ကျော်မှာရှိတဲ့အကြီးမခင်တို့အိမ်မှာသွားအိပ်လိုက်ကြတယ်။မနေ့ကျတော့ပကြီထွန်းတင်နဲ့အတူယောဂီဝတ်စုံဝတ်ထားတဲ့လူကြီးတယောက်ပါလာခဲ့တယ်။ပကြီထွန်းတင်ကပါလာတဲ့လူကြီးကိုအဘလေးလို့ခေါ်တာကြတော့မောင်သိန်းကအဘလေးကျူတို့အိမ်ကိုကြည်ပေးပါအောင်များလို့ပြောသည်ဖြစ်ချောင်းကုံစင်ကို ပြောပြလိုက်တယ်။အဘလေးဆိုသူကခေါင်းတဆက်ဆက်ငိမ့်ပြီးအိမ်ပေါ်ကိုတက်သွားတယ်။သူ့နောက်မှာတော့ မကြီးထွန်းတင်ကအသင်းပါလာတဲ့ကတော်ပွဲကို မောင်သိန်းလက်ထဲအကအပေါ်တတော်ဆိုပြီးမျက်စံပြလိုက်တယ်။မောင်သိန်းလည်းကတော်ပွဲပိုက်ပြီးအိမ်ပေါ်ကိုတက်လာခဲလိုက်တယ်။အပေါ်ရောက်တော့အဖလေးဆိုတဲ့သူကကတော်ပွဲကိုဖျားစင်ရှိတင်ပြီးဖျောင်းနိုင်ထွန်းလိုက်တယ်။ဖျောင်းနိုင်ထွန်းပြီးမောင်သိန်းဘက်ကိုလှဲ့ကဒီအိမ်မှာတော့သူတပားပြူစားထားတာမရှိဘူး။ဒါပေမဲ့အိမ်ထဲမှာ မကောင်းတဲ့အရာတစ်ခုရှိနေလိမ့်မယ်ဒီအိမ်ဆောက်တုန်းကသူများစီကတစ်ဟောင်းနီးဝေခဲ့သေးလားမဝေပါဘူးအဘလေအကုံအစ်စ်တီပဲတုံးထားတာပါအဲကျုပ်ရေမန်းဆာမန်းပေးခဲ့မယ်အိမ်အနှံ့အပေါ်အောင်ဖျန်းလိုက်ဒီပရိတ်ကျိုးကိုလည်းမေရဲ့အမျိုးသမီးဖြစ်သူကိုခြိထားပေးလိုက်လို့ပြောပြီးအချီကျိုးနဲ့ရေမန်းဆာမန်းတွေပေးခဲ့တယ်ပေးပြီးတာနဲ့ကာထာတဲ့ဘုတ်ကိုရွှတ်ဖက်တရက်စဲနေတဲ့အချိန် အိမ်အနောက်ဖက်ကနေဝုံတိုင်းကြီးကတစုံတယောက်ထွက်ပြီးသွားတဲ့ပုံစံမျိုးကိုကြားလိုက်ရတယ်။အတန်ကြာရွတ်ဖက်ပြီးတော့အဖလေးကအမပယောကဒီအကုန်ကင်းသွားပြီ။တခုခုဖြင့်ဒီဂျီမန်ကိုတိုက်လိုက်ပရိဂျိုကိုလေမဖြုတ်ပဲပေးဝှထားရမယ်လို့မာဖေးပြန်ကြွသွားမယ်လေ။မောင်သိန်းလေနင်းနုကိုပရိရေတိုက်ပြီးလက်ကဝစ်လေးမှာပရိဂျိုကိုခြိထားပေးလိုက်တယ်။အဲ့ဒီနေ့ကစပြီး မောင်သိန်းတို့အိမ်မှာပါဒန်မမကြားရတော့ဘူးခမညက်ကြည့်တဲ့နေ့မှာတော့နင်းနူကိုပကြီးထွန်းတင်စီခနာသွားအောင်မယ်မနက်ကသူ့အိမ်မှာအလူလို့တာ မလာလို့ဆိုပြီးဘုံနီလက်လာဖြိုးခိုင်းလို့မင်းညာသွားပြီးပြန်လာအောင်နော်နင်းနူရဲ့စကားကိုကောင်းငင်ပြောင်းပြီးအိမ်ကားထွက်လာခဲ့လိုက်တယ်မောင်သိန်းလည်းပကြီးထွန်းတင်တို့အိမ်မှာအချင်းတော်တော်ကြာပြီးမှအိမ်ပြန်ရောက်လာခဲ့တယ်အိမ်ပေါ်တလာတော့ နင်းကိုမတွေ့တဲ့အတွက်အိမ်နောက်ဖေးပါကိုဝင်လာခဲ့လိုက်တယ်။အိမ်နောက်ဖေးရောက်တော့စပင်ဖိုင်းလျားချားပြီးမနှက်ဖြန်ဆွန်းလောင်းဖို့ဝေထားတဲ့ဝက်သားအစိမ့်တွေကို အားပါရရထိန်စားနေတဲ့နင်းတို့ကိုတွေ့လိုက်ရလေ။ဒီတစ်ခါတော့မောင်သိန်းငဲတန်ပါအောင်អော်ပြီးပြေးပါလေရော။မောင်သိန်းអော်တန်းကြောင့်လူတွေပြေးလာကြပြီးမောင်သိန်းဘာဖြစ်တာလဲ။နင်းတို့နင်းတို့ဝက်သားတွေအစိမ့်လိုက်စားနေတယ် လူတွေလေးအိမ်တက်ဝင်ကြည့်လိုက်တော့ပါဒဇက်တဝိုက်မှာဝတ်သားဖတ်တွေပေးနေပြီးတတိလက်နေတဲ့နင်းနူကိုတွေ့လိုက်ရလေမောင်သိန်းလေးဖျားဆင်ဘောကရီမန်းနေနင်းနူကိုပတ်လိုက်တော့မှတတိပြန်ရလာတယ်နင်းနူလက်ကပရိကျူးယောမောင်သိန်းမိလိုက်တဲ့စကားကြောင့်နင်းနူသူ့လက်ကိုပြန်ကြည့်ကနင်းနူမနှက်ကရေချိုးတော့ပရိကျူးကညစ်ပတ်နေလို့ရေချိုးပြီးရင်အသက်လဲမယ်ဆိုပြီးဖြုတ်လိုက်တာ အခုဘာဖြစ်လို့လဲလူတွေလည်းအများကြီးမောင်သိန်းစကားကြောင့်မောင်သိန်းအခြေအနေကိုရိပ်မိသည်ဘာမှမဖြစ်ပါဘူးပကြီးထွန်းတဲ့အင်္ဂါပြန်လာရင်အင်းကိုဝင်လဲကြတာနင်းပရိကျိုးပြန်ပတ်ထားအောင်လို့ပြောပြီးနင်းနုကိုအင်းရှိကိုခေါ်လာခဲ့လိုက်တယ်အဲ့ဒီနေ့ကစပြီးညာဘက်တွေဆိုရင်မောင်သိန်းတို့အင်းရှိမှာအရေးမဲကြီးတခုဖြတ်သွားဖြတ်လာလုပ်နေတာကိုပန်ဝင်းချင်းကလူတွေတတိထားမိလာတယ်ခွေးတွေဆိုလေဦးလိုက်တာမှလွန်ရော မောင်သိန်းလေပယောဂဆရာအစုံနဲ့ကုပေမေကုတုံးတစ်ချက်ပဲညင်ပြီးပရိဂျူဖုတ်တာနဲ့နင်းနုစီဝင်ပူးတော်တာပဲနောက်ဆုံးအိမ်ကိုပိတ်ကြီးတခြားနေရာမှာနေဖို့လွတ်နေတဲ့အချိန်ဒီမမိတ်စီဇီးပင်ကြီးစွာကဖေလန်းကသွားရတာလေဆိုတဲ့အတန်းကြားလို့လဲကြည့်လိုက်တော့ယောဂီဦးဆုံးဝတ်ထားတဲ့လူသုံးယောက်ကိုတွေ့လိုက်ရတယ်ဇီးပင်ကြီးစွာကဒီလိုင်းတိုင်းပဲတဲတဲ့သွား ပြီးရင်ညာဘက်ကားလမ်းအတိုင်းသွားဟင်ရုံမေဗျာမိတ်ဆွေကအိမ်တကားပိတ်ပြီးဖြစ်သွားမလို့လဲကျုပ်ပကြီးစီခဏသွားနေမလို့ပါဒီအိမ်မှာအနောက်ရှက်ရှိတယ်မဟုတ်လားရုတ်တရက်ထွက်လာတဲ့စကားဆန်ကြောင့်မောင်သိန်းအံ့ဩသွားပြီးခင်ဗျားတို့ဘလူတိတာလဲခင်ဗျားတို့ဘယောကကုတာလားမောင်သိန်းစကားကိုကြားတော့အလဲမရက်နေတဲ့သူက ကျုပ်တို့ကဘယောကကုတာမခွန်ပါဘူးကဲတင်ထိုက်သူတွေကိုကဲတင်ပေးတာပါဟာဒါပြင်ကျုပ်အိမ်ကိုကြည့်ပေးပါလားအိမ်မမနေရဲလို့အခုပြောင်းမလုပ်နေတာအိမ်တကားပြန်ထွက်လိုက်ပါကျုပ်ကိုကြည့်ပေးပါမင်းမုံသိန်းလိုက်ခီးကြီးသွားတည်းရဲ့စကားကိုကြတော့အိမ်တကားကိုခွင့်ပြီးအိမ်ထဲကိုသွားခဲ့တယ်ခီးသွားတွေကအိမ်ထဲရောက်တော့ အိမ်ကမတန်ဘူးတစုံကြီးကောက်ရခန္ဓာကို အစိပ်ပိုင်းကဒီအိမ်ထဲမှာရှိနေတယ်ဒါဖြင့်ဘယ်လိုလုပ်ရမလဲဆရာတို့လမ်းညွှန်ပေးမှာမုံသိန်းစကားကိုကြားတော့ခီးသွားတီကအိမ်ပတ်ပတ်လက်ကိုလိုက်ကြည့်ဖះဆင်ပေါ်မှာပရိယေတီပရိချိုးတီတွေ့တယ်ဒီပရိချိုးတီရှိနေလို့အိမ်ထဲမှာသူ အကြကြီးနေမရတာမိတ်ဆွေမှာ အမျိုးသမီးရှိတယ်မဟုတ်လားဟုတ်ပါတယ်ကျုပ်အမျိုးသမီးကိုခဏခဏဝင်ပူးလို့ပရိချိုးချီထားပေးရတာပရိချိုးချီလာကခဒါကာကွယ်တာပါပရိချိုးမရှိရင်သူပြန်လာမှာပဲဒီတော့အမျိုးသမီးကိုဒီခေါ်လာပေးပါခီးသွားလီရဲ့စကားကြောင့်မောင်သိန်းအိမ်ပေါ်ကနေပြေးဆင်းသွားပြီးတိတ်မကြခင်မှာအမျိုးသမီးတယောက်နဲ့အတူ ိမ်ပေါ်ပြန်တက်လာခဲ့သည်အိမ်ပေါ်ရောက်တော့ဖျောင်းစင်ရှိထိုင်နေတဲ့ပူပူကသူ့လက်မှာခြစ်ထားတဲ့ဂျိုးကိုဖြုတ်ပစ်လိုက်ပါ မောင်သိန်းလည်းနှင်းနှုတ်လက်မှာခြစ်ထားတဲ့ break two ကိုဖြုတ်ပစ်လိုက်တယ် break ဂျိုးလည်းဖြုတ်လိုက်တဲ့အချိန်နှင်းနှုတ်တကောလုံးတုံခါလာပြီးဖျောင်းစင်ကိုကြော်ပေးကထိုင်ချလိုက်တယ်ဖះစင်ကိုကြောပေးပြီးထိုင်နေတဲ့နှင်းနုကိုမြင်တော့မျက်နာတော်တော်ရင်မြေခုံးကောင်းကောင်းနှာထန်ခြုံခုံတဲ့လူငယ်ကတစ်ချက်ပြုံးလိုက်ပြီး တင်ပါလူကြောပိနေရတာလေကျုပ်ပလက်ကြီးပါ လူငယ်ရဲ့စကားကိုကြားတော့နင်းနုစီကနီငါအယူကဒီရင်မှာရှိနေတယ်အဲ့ဒီအရာရှိနေလို့ငါဒီမှာနေနေရတာအရင်ဆရာတွေတုန်းကငါ့ကိုဝေမရအောင်ပရိတ်ကြိုးတွေနဲ့တားကြတယ်ငါအယူဒီအိမ်မှာရှိနေတာအစကမကြိုက်ဘူးဒါကြောင့်၆လန့်ခဲတယ်အခုတော့ငါဒီအိမ်မှာနေရတာပျော်တယ်စားကောင်းတောက်ဖွဲ့တွေလည်းစားရတယ်ဒါကြောင့် ငါကိုမောင်းထုတ်လို့မရဘူးငါအယိုရှိနေသည်ငါဒီမှာရှိနေမှာပဲနှင်းနုစီကနီယောက်ျားသံကြီးနဲ့ပြောတာကို ကြားတော့ဖယားစဉ်ရှိထိုင်နေတဲ့လူငယ်ကတင်းအယိုးကိုဖယ်ထုတ်လိုက်ရင်ရောတင်းနေလို့ရပါဦးမလားဟာဟာအဟိဟိငါအယိုးကဘယ်မှာရှိနေတယ်ဆိုတာတာမန်လူတွေမသိနိုင်ဘူးအရင်ဆရာတွေလည်းမသိလို့ငါအခုထိရှိနေတာတင်းကကြုတ်ကိုတာမန်လိုပဲမြင်တာကို အခုလိုတင်နှောက်ရက်နေတာအိမ်ပန်ရှင်တွေအမားကြောင့်ဆိုတော့တင့်ကိုလည်းနာကျင်အောင်မလုပ်ပါဘူးတင့်အယူကို အိမ်ကနေဖဲထုတ်ပေးတဲ့အချိန်ဆက်ရှိနေမယ်ဆိုရင်တော့တင်နာကျင်ရလိမ့်မယ်ဟာဟာအဟီဟီငါအယူကို အရင်ရှာစမ်းပါ ကောင်းပြီကဲကျိုးပိုင်တွေဒီမကောင်းဆိုးဝါးကိုဘယ်မှမသွားနိုင်အောင်ချုပ်ထားကြကျုပ်အမိန့်မရမိသောမြလွတ်မပေးရလို့အမိန့်ပြန်လိုက်တယ် လူငယ်တဲ့အမိန်ပြန်စကားအစိုးမနှင်းနှင်းရဲ့လက်နှစ်ဖက်ကအရှိကနေအနောက်ကိုဆွဲကပ်သွားတာကိုမောင်သိန်းမြင်လိုက်ရတယ်။လူငယ်ကမောင်သိန်းပတ်လှည့်သည်။ယောက်ျားငါးယောက်နဲ့အိမ်မွေးချောင်ကကောင်လိုချင်တယ်။ရှာပေးလို့ရမလား။ရတာပေါ့ခဏပဲဆောင်အခုပြန်လာခဲ့မင်းမောင်သိန်းလည်းအိမ်ပေါ်ကနေပြီးဆင်းသွားပြီးခဏနေတော့ရွာသားငါးယောက်နဲ့ကြောင်တကောင်နဲ့အတူအိမ်ပေါ်ပြန်တက်လာခဲ့တယ်။လူငယ်က ကြောင်ကိုအရှိမချာခိုင်းပြီးလွယ်အိတ်ထဲကအင်းစာရရတရွတ်ကို မီးရှူကရလာတဲ့ပြားကိုကြောင်ရဲ့ခြေထောက်မှာတုတ်ပေးလိုက်တယ်။အင်းစာရရပြားတွေတုတ်ပေးပြီးတဲ့အချိန်ကြောင်ကအိမ်လောက်ဖဲဘတ်ကို ပြေးသွားလာမြင်လိုက်ရတယ်။လူငယ်ကမောင်သိန်းကိုကြည့်ပြီးကြောင်အနောက်ကိုလိုက်သွားပါသူကုတ်ချစ်တဲ့နေရာမှာရှိတဲ့အရာကိုခွာယူလာခဲ့ပါလို့ပြောလိုက်တော့မောင်သိန်းညက်ရွာသား9ယောက်လဲအိမ်နောက်ဖဲကိုလိုက်ဝင်သွားတယ် မောင်သိန်းတို့အိမ်နောက်ဖဲကိုဝင်သွားတဲ့အချိန်နှင်းတို့ကိုဝင်ပူးနေတဲ့သူကငါ့ကိုမောင်းထုတ်ကြမှာလားငါဒီမှာပဲနေချင်းလို့ပါဆိုပြီးလေသန်ပြေပြောနဲ့ပြောတော့လူငယ်ကတင်းနဲ့ဂျီနီယာမအားဆပ်ဘူးတင်းနေရာတင်းပြန်ရလိမ့်မယ်အခုတင့်အယိုးကိုတွေးတာနဲ့တင်းပြန်ပါမပြန်ရင်ဒီထက်နာကျင်အောင်ခံလာရလိမ့်မယ်လူငယ်ရဲ့စကားမဆုံးခင်အိမ်နောက်ဖဲကနေဒိုင်းဒုံဒိုင်းဒိုင်းဆိုတဲ့တန်တီကြားလိုက်ရတယ် ခဏနေလို့မောင်သိန်းအိမ်ရှိပြန်ရောက်လာပြီ။ဆရာ။ကြောင်ကဒီအုပ်ကို ကုတ်ဖက်နေလို့သူရင်းနဲ့ဖဲယူလာတာ။လို့ပြောပြီးအုပ်တလုံးကို အရှိအမချလိုက်တယ်။အုပ်ကိုမြင်တော့လူငယ်ကအုပ်ကိုခွဲလိုက်ပါ အထဲမှာရှိတဲ့အရာကိုတကြီးမှသွားထားပေးရမယ်။လို့ပြောတော့မောင်သိန်းကအုပ်ကို တူရင်းနဲ့ခွဲချလိုက်တာအထဲကနေလက်ညှိုးအယိုးတစ်ချောင်းထွက်လာခဲ့တယ်။ဒါကဘယ်သူလုပ်တာမသိဘူး။အကြံပက်ဆက်လိုက်တာ။ကွာ။ မောင်သိန်းခွာလာတဲ့လူတွေမှာဖြိုးတဲ့အတန်းကိုကြားတော့လူငယ်ကမဟုတ်ဘူးဘယ်သူမှမလုပ်တာမဟုတ်ဘူးဒီအုတ်ဖွက်တဲ့စီကပါလာတာဒီအုတ်ကိုဘယ်ကဝယ်တာလဲလူငယ်ရဲ့စကားကြောင့်မောင်သိန်းအချက်စင်ထားပြီးကျုပ်အရင်အလုပ်လုပ်ခဲ့တဲ့နေရာကဝယ်တာပါသူတို့အုတ်ဖွက်တဲ့နေရာမှာအရင်ကလူသေးတွေမြုပ်ခွေဖူးတာလည်းဖြစ်နိုင်တယ်သူတို့ကမတိပဲမြေတိုးတဲ့ခိုင်ဒီလက်ညှိုးရိုးကပါလာတာဒါကြောင့်အယိုးကိုတကြင်းမှာပြန်ထားပေးပါလို့ပြောတော့မောင်သိန်းရဲ့ ဆရာကြီးအတိုင်းအယိုးကိုတကြင်းမှပြန်ထားပြီးပြန်လာတဲ့အချိန်ရောက်မှဝင်ပူးနေတဲ့သူကိုလွတ်ပေးလိုက်တယ်။လွတ်ပေးလိုက်တဲ့အချိန်ရောက်မှနိနုပြန်သတိရလာတယ်။မောင်သိန်းလည်းဖြစ်ကြောင်းကုံစင်သိရပြီးမှခကြီးသွားလူငယ်ကြီးကိုကျေးဇူးအထက်ထက်တင်ကြောင်းပြောပြီးငွေတွေနဲ့ကတော့ပဲမယ်လူငယ်တွေကလက်မခံမယ်သူတို့ခကြီးဆက်သွားရမယ်ဇီးပင်ကြီးရောဘကိုထွက်သွားဖို့ပြင်တဲ့အချိန်မောင်သိန်းကဆရာတို့နမယ်လေးတွေများတီးခွင်ရှိမလားဆရာတို့က ငွေလက်မခံတော့ဆရာတို့နာမည်နဲ့အလူအကောင်လုတ်ပေးခြင်းလူပါမောင်သိန်းရဲ့စလားကိုကြောတော့အလဲမာရက်နေတဲ့လူငယ်ကကျုပ်နာမည်အောင်မြတ်သာသူနာမည်ကတတ်ခိုင်တယ်သူကတော့တောင်းလို့ခေါ်တယ်ဆရာတို့ကိုတွေးခြင်းဟိဘဲမာလာရှာရမလဲမောင်သိန်းရဲ့စကားကြောင့်အောင်မြတ်သာဆိုတဲ့လူငယ်ကပါးကြုံလေးပေါ်အောင်ပြုံးလိုက်ပြီးကျုပ်တို့ကိုတွေးခြင်းငါးပါးတီလာမြင်အောင်နေပါလို့မာပြီးဇီးပင်ကြီးဒရာဘတ်ကိုထွက်သွားခဲ့တယ် အဲ့ဒီအချိန်ကစပြီးထိုးလူငယ်၃ယောက်ကိုမောင်သိန်းတင်မတွေ့တော့ပြီ။အောင်မြတ်သားတို့အယိုးကိုဆွဲနေတဲ့နာနာဘဝကိုမောင်းထုတ်ပေးပြီးတဲ့နောက်ဘာရီဆက်ဖြစ်မလဲဆိုတာကိုတော့အောင်မြတ်သားနဲ့ဇီးပင်ဆောင် ရုခဆိုးဆိုတဲ့ဝတ္ထုလေးမှဖတ်ပြပေးပါမယ်။လေးစားစွာနဲ့စူးစမ်းလျက်